အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့စရသားမင်းနှစ်ယောက်တက်တက်လွတ်စားရတော့ပေါ့နော်အဲ့ဒီတော့ထမင်းစားမင်းစီတဲ့တက်တက်လွတ်ဟင်း၃မျိုးကိုချက်ပါမယ်ရှင်ပထမအဦးဆုံးစူပေပြားချင်စက်ဟင်းချက်ပါမယ်ပေပြားတဒုံစီကိုသတိခံတုံး၄ဒုံစီသုံးပါမယ်ပြည့်ရခါမှာတော့ပေးပြားတော်တွေကိုစားအနေငယ်လေးထည့်ပြီးအရာဓာနေလိုက်ပါတယ် ။ပေပြားထဲမှာထည့်ချက်ဖို့အတွက်ခရင်ချင်းဒီကိုလည်းအခုလိုလေးတွေလှိထားလိုက်ပါတယ်။ညုတ်တီစိမ်းကိုလည်းအစင်သစ်လှိထားပါတယ်။ပြီးရင်တော့စုပေပြားဟင်းမချက်ခင်ပေါ့နော်။ပေပြားတွေကိုစီနဲ့နဲ့နဲ့အရင်ကြော်လိုက်ပါတယ်။လို့ဆိုရင်တော့ပေးပြကြော်ထားတာရပြီပေါ့နော်ဒါဆိုရင်စုပေးပြရင်ချက်ပါတော့မယ် ဘေးပြချော်ထားတဲ့အိုးထဲမှာပဲစီထည့်ပါမယ်။စီပူလာပြီဆိုရင်တော့စနွေးမောက်ထည့်ပါမယ်။ပြီးထားတဲ့ချက်တုံညီကိုထည့်လိုက်ပါတယ်။ချက်တုံညီကိုလည်းထည့်လိုက်ပါတယ်ရှင်။ချက်တုံညီနဲ့ချက်တုံညီစီတတ်ထားတာအနက်မွေးလာပြီဆိုရင်တော့မြုပ်တီအစိမ်မုတ်ရောင်တင်မုတ်ကိုဟင်ခက်စောနဲ့ဇွန်တော့ဝဲကြကြော်လောက်ထည့်ပေးလိုက်ပါတယ်။ရုပ်တီးရဲ့စိမ့်နဲ့အနံ့ပြောက်သွားတဲ့အချိန်မှာတော့လှီထားတဲ့ခင်းချင်းကြီးတွေကိုထည့်လိုက်ပါတယ်။ ရတာအတွက်ကိုတော့စားအနေငယ်နဲ့ချူမုတ်နေငယ်ထည့်လိုက်ပါတယ်ရှင်ပြီးရခါမှာတော့ခရမ်းချင်းကြီးတွေကြည်ပြီးအနှစ်ရလာအောင်ပေါ့နော်ရေအနေငယ်လေးထည့်ပြီးအဖောအုပ်ပြီးတည်ထားပေးပါတယ်ခုဆိုရင်တော့ခဲချင်းဒီကအနှဲငယ်ကြည့်ပြီးအနှဲပုံစံလိုရလာပြီပေါ့နော်။လှီထားတဲ့ငုတ်တီစိမ်းတွေကိုထည့်လိုက်ပါရတယ်။ကြော်ထားတဲ့ပေးပြားတုံးတွေကိုလည်းထည့်လိုက်ပါရတယ်နော်။ ပေးပြားနဲ့ခင်းချင်းဒီတွေနှက်သွားအောင်တတိချာချာလေးမှုပေးလိုက်ပါတယ်ပေးပြားနဲ့ခင်းချင်းနီးတွေကတတိချာချာလေးနှက်သွားပြီဆိုရင်တော့ရေလေးအနေငယ်ထည့်ပြီးအဖောအုပ်ပြီးတည်ထားပါမယ်နော်ခုဆိုရင်တော့ပေးပြားချင်ဆန်းဟင်းကငုတ်တိစိန်နဲ့မှုမှုလေးနဲ့ချက်နေပါပြီနော်ဟင်းရဲ့ရတာကိုမြည်ကြည့်ပါမယ်ဟင်းရဲ့ရတာကလည်းအနီတော်ဖြစ်ဖြစ်ဆိုရင်တော့ပေးပြားချင်ဆန်းဟင်းကတော့ချက်ပါပြီရှင်ပြီးရင်တော့စူကြာဆန်းဟင်းကျိုဆက်ချက်ပါမယ်နော် ပပဆုနေတဲ့ရင်ွေးအိုးတွေကိုခန်းချင်းဒီကျက်တုံဖြူထိုင်ဝင်မုံင်းနဲ့ပြုတ်တီထောက်ညီထောက်တွေကိုထည့်လိုက်ပါတယ်။ဒါလည်းတော့တသက်လောဟင်းချို့မှုအခဲပါ။တခဲရဲ့တဝက်ကိုထည့်ပါမယ်။ဘဲငံပြရဲ့အခြေအနေငယ်ကိုလည်းထည့်လိုက်ပါတယ်နော်။ပြီးရင်တော့ပပဆုလာတဲ့ထီးထည့်လိုက်ပါတယ်။ခုလိုမျိုးပပဆုလာပြီဆိုရင်တော့ကြာဆန်တွေကိုထည့်လိုက်ပါတယ်။ကြာဆန်တွေကျက်ပြီဆိုရင်တော့ဟင်းချို့ရဲ့ရတာကိုနှီးကြည့်ပါမယ်။ အရာဓာလည်းနေတော့ဖြစ်ဖြစ်ဆိုရင်တော့နောက်ဆုံးမှာအနက်မှုသွားအောင်လို့မြောက်ကားမှုအနေငယ်ထည့်လိုက်ပါတယ်ရှင်။တရုတ်နဲ့နဲ့ထည့်လဲရပါတယ်နော်။ပြီးရင်တော့စုကစွန်ပလိန်ကြော်ပါမယ်။အိုးရဲကိုစီထည့်ပါမယ်။စီပူလာပြီဆိုရင်တော့ချက်တော်မြူတွေကိုထည့်လိုက်ပါတယ်။ပြီးရင်တော့ကစွန်ရဲ့အယိုးကိုအရင်ထည့်လိုက်ပါတယ်နော်။ ပစုံရွက်ရိုးတွေအနေငယ်နွမ်းလာပြီဆိုရင်တော့လှီထားတဲ့မြုပ်တီးဆိုင်အနီတောင်းတွေကိုထည့်လိုက်ပါတယ်။ပစုံရွက်အရွက်တွေကိုလည်းထည့်လိုက်ပါတယ်နော်။ရတာအတွက်ကတော့ခုနကငါဟင်းချိုချက်တော့ငါပို့တယ်တတလော့အချိုအမောက်ခဲတဝက်ကိုထည့်လိုက်ပါတယ်ဂိမ်းနဲ့ပြာကြီးအကျဲကိုလည်းအနေငယ်ထည့်လိုက်ပါတယ်နော် အရာဓာမြည်ကြည့်ပါမယ်။အရာဓာကလည်းအနီတော်ဖြစ်ပြီဆိုရင်တော့တသက်လုံးကစွန်ပလိန်ကလည်းချက်ပါပြီရှင်။ကြည့်ပါဦးကစွန်ပလိန်ရဲ့အယောင်ကစိမ့်ဆူနေတာပဲစားချင်စရာကြီး။ဒီနေ့တော့သူ့တာမီတသက်လုံးဟင်းတွေနဲ့ထမင်းမိတ်အောင်စားပါမယ်။ဒီနေ့စုချက်ခဲ့တဲ့တသက်လုံးဟင်းတွေကတော့တသက်လုံးကစွန်ပလိန်တသက်လုံးပေးပြားချင်စန်းဟင်းနဲ့တသက်လုံးကြာစန်ဟင်းချို့တို့ပဲဖြစ်ပါတယ်။ ဆူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတပါ။